ီနေ့မှာတော့ပင်လယ်စာကိုမလေးရှားစိုင်အကင်လုံးဝအဝကျိတ်မဲ့စိုင်လေးကိုလည်းလမ်းလျှောက်ပေးပါမယ်ဒါကတော့ဒီစိုင်မှာရနိုင်တဲ့ဟာတွေလို့လို့တဲ့ချက်တာပေါ့နော်ချက်တယ်ဆိုတော့ကင်တယ်လို့ပြောလို့ရပါတော့တန်ပြားပေါ်မှာကင်တာပေါ့နော်ဒီမှာဆိုရင်ပင်လယ်စာကတော်တော်လေးကိုဆုံဆုံလင်းရတယ်ဒီလိုငါပြီးလို့ရှိရင်ဗဇွန်ကင်းမွန်ပြည်ကြီးငါရေပွဲလုံးဝအဆုံးရတယ်ငါဆိုလို့ရှိရင်လည်း၄၅မျိုးလောက်ဖြစ်ကိုကြိုက်ချက်တဲ့ရွေးချယ်လို့ရတာပေါ့နော်ဈေးနှုန်းဆိုလို့ရှိရင်လည်းကျွန်တော်၃၀၀ဝါစပြီးတော့ရှိတာကဲအဲ့တော့ဒီဆိုင်လေးမှာဘာတွေရမလဲအရသာရဘယ်လိုရှိမလဲဆိုတော့လင်းရဘလော်လေးကိုအရင်လိုပဲအဆုံးထိကြည့်ပေးကြအောင်နော် ကဲအဲ့တော့လင်းစားမဲ့မီနူးကိုရွေးလိုက်အောင်မယ်ရွေးလိုက်အောင်မယ်ဆိုတာဒီမှာကတော့သူကတော့တန်ပြားခင်ပဲအဲ့မှာမှလင်းဆိုလို့ရှိရင်ဒီမှာဘာစားရင်ကောင်းမလဲလို့ရွေးလိုက်တာလင်းပထမဆုံးတော့လင်းတို့ငားတော့ပေါ့နော်ငားစားမယ်ငားမှဆိုရင်လင်းခုနပြောတဲ့ပုံနော်ငားမျိုး၆မျိုးလောက်ကိုရတယ်တက်ကတိရှိတယ်ပြီးလို့ရှိရင်စလာဘီယာရှိတယ်ပေါ့နော်ငလေးကြောက်ရှိတယ်အဲ့မှာမှလင်းကဒါစလာဘီယာပေါ့နော်စလာဘီယာပေါ့ဒီနေ့မှလင်းဒီငားခင်စားမယ်ဒါဆိုရင်ခုနလင်းချိန်ခန့်လိုက်တာ18000ပိုးလောက်တော့ရှိမယ်ပေါ့နော်ဒါကတော့စလာဘီယာ ထားစားပါမယ်။သူကဒီလိုမျိုးချင်းလေးချပေးထားတာပေါ့နော်။အဲ့တော့ဟိုစားမရအောင်ထည့်ထားရုံပဲ။ဒီနောက်တစ်ခုကကြတော့ဒီဟာဒါဆိုရင်မောင်လေးချင်းကြည့်ပေးပါလား။ဘယ်လောက်လောက်ရှိမလဲ။ဒါဆိုဒီစီကဒါဆိုရင်ဘယ်လောက်လောက်ရှိမလဲ။တောင်းလေးတောင်ရှိပါသေးကြာ။ဒါဆိုလို့ရှိရင်လင်းချင်းခိုင်းကြည့်တာ2400တောင်ပို့ပေါ့နော်။သူကဒီမှာပေါ့နော်ဈေးတစ်ခါတည်းပါတယ်။အဲ့တော့လေတော့တိတိစီတင်လိုက်ပြီဆိုတာနဲ့ဒီမှာဈေးအောက်မှာ2400ရောက်နေခွန်နေရဒီဟာဆိုရင်ပေါ့နော်အကြီးပဲ သူကတကယ်လို့ဒါကို့အတွက်များတယ်ဆိုလို့ရှင်ပေါ့နော်တကယ်လို့ဆိုင်ရအကိုကြီးကိုတတားမိုးလောက်ထည့်ပေးပါဆိုလို့ရှင်လေဒီမှာပေါ့နော်ကိုအရှင်ပြည့်ရဲ့ဈေးနှုန်းလိုက်လုပ်ပေးရရှိရဲအားလေးရတယ်တော်လေးကောင်းလေဒီမှာဆိုရင်ပစုံကပေါ့နော်ရေချိုးရေငန်ရှိတယ်ပေါ့ဒါဆိုလို့ရှင်ရေချိုးပစုံသူဆိုလို့ရှင်ရင်ဆယ်ကောင်ဝင်ချင်လောက်ဆိုလို့ရှင်တတားအောင်ဆုံးဆုံးလောက်ပဲရှိမယ်ဒါကကြတော့ရေငန်ပစုံဘယ်လိုမျိုးပေါ့နော်အကောင်ကြီးကြီးပဲဆိုလို့ရှင်လင်းပြီးစမယ်လင်း၃កောင်လောက်ထည့်ခိုင်းကြည့်လိုက်အောင်မယ် ။မောင်လေးဒီ၃កောင်လောက်ឆេងជីပေးပါလား။ကဲအခုဘယ်သူឆេងជីလိုက်တယ်ឆេងတဲ့တော့ဒီမှာဒီ၃កောင်ကို1100ရှိတယ်။နော်။အော်ကိုရွေးတဲ့အကောင်ရွယ်စားပုံမူတည်ပြီးတော့ပဲဈေးနှုန်းကသူ့ဟာသာသူထွက်တာဆိုတော့လေတကယ်လို့ဒီဟာများတယ်ဆိုလို့ရှင်လည်းနည်းနည်းအကောင်လေးနည်းနည်းသိရ၃កောင်ဖြစ်ဖြစ်ယူပေါ့နော်။ဒါကတော့ link ဒီမှာဆိုလို့ရှင်စားဖို့အတွက်ကို link ရှင်ကပစုံမှာဒီ၃កောင်မှာလိုက်မယ်။ရွေးဝဲကြကြလို့ဆိုရှင်မှာရွေးဝဲဆိုရင်စားកောင်လေဒီဘက်မှာဆိုရင်ကင်းမော် ရှေ့ရေးပေါ့နော်အမိုက်စာတကယ်လို့ကိုကလေတမျိုးချင်းစီမဟုတ်ဖဲနဲ့လင်းတော့ပင်လယ်ဆောင်မှာငါတော့မပါဘူးပေါ့နော်ကြံတဲ့ဟာလေးတွေကိုအဆုံထည့်ပေးဆိုလို့ရှင်လည်းထည့်ပြီးတော့ချိန်ခိုင်းလို့ရတယ်အဲ့ဒါဆိုတော့ပင်လယ်စာအဆုံစားရရပါပေါ့နော်တပွဲတဲ့နဲ့အားလေးနဲ့မိုက်တယ်လင်းကတော့အဆုံစားရင်ကောင်းမလားသားမို့တပွဲချင်းတွေချမှားရင်ကောင်းမလားစဉ်းစားလိုက်အောင်မယ်။ကဲအခုလင်းကငားရယ်ပြီးတော့ပင်လယ်စာရယ်မှားခဲ့တော့ तू ကလေပင်လယ်စာမှားတယ်ဆိုလို့ရှိရင်ဒီလိုရေချိုကုန်းပေါ့နော်။ ဒါလက်ဆောင်ထည့်ပေးတယ်ငါးကုန်းလောက်ပေါ့နော်ငါးကုန်းလောက်ပြောလက်ဆောင်ထည့်ပေးတယ်အဲ့တော့ဒီနေ့မှဒါ free ချိတ်ကမှာပေါ့နောက်တစ်ခါပါလဲဆိုတော့တကယ်လို့ကွာဒီရေချိုကုန်းကြီးပဲစားကျင်တယ်ဆိုလို့ရတယ်အဲ့ဒါကြတော့တပွဲကိုတတောင်းချက်ဒါဆိုလို့ရှိရင်လင်းခုနာကရွေးထားတယ်ပေါ့နော်ပဇွန်၃កောင်လေပဇွန်၃កောင်နဲ့မှာမှလင်းထက်ပြီးတော့ပင်လယ်စာတွေကိုထက်ထည့်ပြီးတော့ထက်ထည့်ခိုင်းထားတာပေါ့နော်ဒါဆိုလို့ရှိရင်ဈေးက2000ဝန်းကျင် ကဲအခုလင်းမာထားတာရောရပါပြီလင်းနောက်ထပ်ချက်တို့အနေနဲ့ကနန်းလက်မအသားပေါ့နော်အဲ့ဒါကိုပါထပ်ပြီးတော့မာထားတာသူဆိုလို့ရှိရင်လည်းသူကရုံးမရေတွေမှာဆံမအနှင်းနဲ့ကြော်ထားတဲ့ပုံစံပေါ့နော်လုံးဝအနံ့တော့လေသုံးမျိုးသလုံးအနံ့ကိုမှုရင်းနေရပဲအရန်စားလို့ကောင်းမဲ့ပုံစံလေးပေါ့နော်လောဆယ်တော့လင်းစားပါမယ်အဲ့တော့ဘာရင်စားရင်ကောင်းမလဲဆိုတော့ဒီအရောရင်စားကြည့်မယ်ဒါဆိုလို့ရှိရင်လင်းမာထဲမှာပင်လယ်စားပေါ့နော်ခုနကပစုံထဲမှာအောင်မလဲထပ်ထပ်ပြီးတော့ပင်လယ်စားလက်တစ်စုပ်ပေါ့နော်ဖေးကင်းမုံတို့ပြင်းကြီးကထပ်ပြီးတော့ထပ်ထားတာကဲမြင်ကြည့်လိုက်ပါဦးမယ် ေပွဲအင်းဟုတ်ကွာအရင်နဲ့လေမဆက်ပါနဲ့နောက်ပြီးတော့အရသာနင်းနေလဲဖြစ်မိမလဲပဲလေအရသာအနေတော်လေးကိုစားကောင်းတယ်ဒီကမှာဆိုလို့ရှိရင် तू อ่ะ မလေးရှားစတိုင်ပေါ့နော်တန်များခင်ဆိုမြဲသူကဒီမှာဆိုလို့ရှိရင်စာပါအနှစ်နဲ့ချက်ထားတာပေါ့ဒီမှာလင်းတစ်ခုစကားပြောနေသူလာတာလေဘာလဲဆိုတော့သူကအဲ့ဒီအနှစ်ချက်ဖို့တော်မှာပေါ့နော်အဲ့အနှစ်ထဲမှာအမျိုးပေါင်း40လောက်ပါတယ်အဲ့ဒါမှတေချာလေးလုပ်ပြီးတော့မှဒီစာပါအနှစ်ဆိုရင်ဟာထွက်လာတာပေါ့တော်တော်လေးကြောင်တယ်ဒါတင်းနေတယ်လင်းသမင်းနဲ့စာမှာနောက်တစ်ခုကတော့ငါငါကတော့လင်းကဒီမှာဆိုရင်အဲ့လေးလာဘီယာမှာထားပါတော့ လုံးဝအနှစ်တွေကိုလေထည့်ထားလုံးဝရှယ်ဘာကြောင့်ဟွန်းဘာလို့စားပါမလဲငါကတော့ဒီမှာရွေးချယ်ကြငါမျိုးချမျိုးတော့ရှိတယ်ငါပြောဒီမှာလေတခါတလေငမန်းတို့ဘာလို့လဲကြရတယ်အဲ့တော့လင်းဒီမှာချိတ်ခဲ့တယ်ငမန်းရလို့ရှိရင်လင်းဒီဆိုင်ကိုပြန်လာပြီးတော့ဘလော့ဖက်ရိုက်ပေးမယ် မိုးတွေအရွာနေရဒီချိန်မှာလေးစိုးကြိုးဆုံးဖုတ်ပြရတယ်နဲ့ဆိုတော်တော်လေးကိုလိုက်ဖက်တယ်ဒါကတော့ခဏန်းဟိုမှာပေါ့နော်အသားကြီးပဲကြိုက်တယ်ဆိုရင်သူကခဏန်းလက်မအသားတွေကိုစာပါနဲ့နဲ့ပြန်ပြီးတော့ပေါ့နော်ကင်ထားတယ်လို့ပြောလို့ရတယ်ဒီမှာဆိုရင်သူအဲ့ထဲမှာမှဂျုံမရေတိနေပါတယ်အနံ့လေးကလေးမှုမှုလေးနဲ့အဲ့မှာမှသူကကြောက်ဦးလေးပါတာပေါ့နော်ကဲဒီကောင်ကဒီလိုရှယ်ဝင်ရတယ် ဒီမှာဆိုရင်ပင်လယ်စာရေးပါတယ်ဆိုလို့ရှိရင်လည်းကိုကြိုက်တာရွေးလို့ရတယ်တကယ်လို့ကိုကဈေးပေါ့နော်ကိုတတ်မှတ်ထားတဲ့တသောင်းခွဲဖို့လောက်ပဲစားကြည့်နေဆိုတော့ဒီမှာချိန်ခိုင်းလို့ရတာပေါ့နော်ကိုရဲ့လူစဉ်နဲ့ပမာဏအတိုင်းကိုဒီမှာလုပ်ပေးတယ်။ဒါဆိုလင်းတာမှားလိုက်တာဆိုရင်ဒီဟာတပွဲကို2600ကျော်2800မိပါပေါ့နော်။လင်းထင်တယ်2000လောက်စားလို့ရပါတယ်ဒါဆိုသမင်းဖြူလေးညာလေး share ဒါကဂုံးရေချိုဂုံးပေါ့ 哎，谢，谢谢谢。嗯。ငါဆိုလို့ရှိရင်တော့ဘာငါဖြစ်ဖြစ်လေးဒီဆိုင်မှာလေ 1kg ကို၄တောင်ငါစရှိရပါတော့เนาะအဲ့တော့ကိုလိုချင်တဲ့ငါပေါ်မူတူပြီးတော့ချိန်ခိုင်းလို့ရတယ်ဘာလဲရှာဆက်လို့တော့ကောင်းတယ်ပြင်လဲထမင်းနဲ့စားအောင် အဲ့တော့ဒီဆိုင်လေးနဲ့မရဂလုံးမင်းပင်နေစားတမ်းများခင်ဆိုင်ပေါ့နော်ဒီမှာအခုလင်းစားလို့ပင်နေစားရဲ့ပြင်ဝဲအသေးရွက်ကိုမှသူကလေအိမ်စားပါအနှစ်နဲ့ချက်ပေးရရင်လည်းရှိတယ်ဒီမှာအသေးရွက်နဲ့ပတ်သက်ပြီးအဲ့လိုစားနေတယ်ဆိုလို့ရှင်လည်းရတယ်အဲ့တော့ဆိုင်လေးစားလေးကကြတော့အမှတ်55 overland အလယ်လောက်မှာရှိတာပေါ့နော်ရှားအလွယ်ပါလေလင်းတို့ overland GNG မြဆောင်းဖုံးလေးမှာရှိတာပါဆိုင်လေးက2နာရီခွဲလောက်ဆိုတော့စပြီးတော့ဖွင့်နေဆိုရင်မနေ့ကရတော့ မှာလို့ရတယ်ပေါ့နော်အနည်းနာဝင်းရင်ဆိုလို့ရှိရင်တော့ delivery free နဲ့ပို့ပေးရပြောပါတယ်အဲ့တော့ဒီနေ့လေးရဲ့ blog လေးကလောက်ပါပဲနောက်ဆက် blog ဒီမှာပြန်ပြောပြပါမယ်ဗီဒီယိုလေးကိုစောင့်ကြည့်ကြည့်လို့ရစေပြီပါရှင့်အသာ